တင်ညမေရှင်များအလုံးပဲမင်္ဂလာပါနော်။ Okay ဒါမနေ့ကတော့ကျွန်တော်ဒီမူလေးဒါတင်ခဲ့တယ်ပေါ့နော်။မကြည့်ရသေးတဲ့ငွေချင်းတွေကကျွန်တော်နောက်ဆုံးအပိတ်မှာလင်းလေးဒီဘက်မှာချပေးမှာဖြစ်ပါတယ်ပေါ့နော်။ Okay ဒီနေ့တော့ကျွန်တော်ဒီအပီးပေါက်ကဏ္ဍလေးတွေပေါ့နော်ဒီမှာချပေးမယ်။ Okay ကျွန်တော်တို့ဒီဘက်ကနေအောက်ကနေစပြီးတော့ယူမှာဖြစ်တဲ့အတွက်ပေါ့နော်။ကျွန်တော်တို့အပင်ရေတွေကတော့ကြိုက်တယ်။ okay ကျွန်တော်နည်းနည်းလေးမြင်ရအောင်ပေါ့နော်နည်းနည်းလေး screen လေးနည်းနည်း share ချက်ပြီးမယ်ပေါ့နော် okay ဒီလောက်ကနေပြီးတော့ ပြီးတော့ကြည့်ကြည့်မယ်ပေါ့နော်ဒီလောက်ကနေစကြည့်ကြည့်မယ်ဆိုတော့ကျွန်တော်ဘယ်ကနေစပြမလဲဆိုတော့ပေါ့နော်โอเคဒီနှလုံးပေါင်းခြင်းပေါ့နော်ဒီလောက်ဆိုရင်မြင်ရမလားမသိဘူးပေါ့နော်ကျွန်တော်တို့2ရဲ့6ရဲ့ပေါ့နော်ဒီနှလုံးပေါင်းခြင်းနံပါတ်7ဒီနော်ဒီမှာ2 6ပေါင်းခြင်း7เนาะပြီးရင်ဒီမှာ1 4เนาะပေါင်းခြင်းနံပါတ်ဒီနံပါတ်5ဖြစ်တယ်ပေါ့နော်2 6 8 1 6 5ဒီမှာပါဝါယူမယ်ဒီမှာနက်ခတ်ယူမယ်ပေါ့နော်โอเค ဒီမှာလိုက်ကြည့်အောင်ဒါဆိုရင်၈၈ပါဝါဒီပါဖြစ်မလဲ၈၃เนาะဒီမှာကျွန်တော်တို့၅၅နှစ်ခတ်ဒီပါလဲ၅၃ဒီကျွန်တော်တို့ဒီ၃လုံးစုစုပေါင်းကတော့၄လုံးပေါ့เนาะ၄လုံးဒီမှာကကျွန်တော်တို့၃ဒီခဏအထက်ပါတယ်အတွက်เนาะကျွန်တော်တို့၈၃၅ဒီအပြီးပါနော်အပြီးပေါက်ကဘယ်နေရာမှာသွားဆင်းမလဲဆိုရင်ကျွန်တော်ဒီလိုလေးယူပြီးသွားတယ်တစ်ပင်နှစ်ပင်သုံးပင်လေးပင်မြောက်မှာ เนาะဒီမှာ388ဆိုပြီးတော့အပီပေါင်းဆင်းပေးထားတယ်เนาะဒီမှာ388ဆိုပြီးတော့ဒီမှာအပီပေါင်းလေးဆင်းထားတယ်เนาะ388ဒါဆိုရင်အပီပေါင်းပေါ့เนาะဒီကောင်နဲ့အပီဖြစ်သွားတယ်ပေါ့เนาะ388เนาะ၃နှလုံးနဲ့ sorry 8နဲ့ပေါ့เนาะရှင်းတယ်ကျွန်တော်တို့အပီပေါက်ဆင်းသွားတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့အထက်ကိုထပ်ပြီးတော့တက်ပါမယ်။သူ့ရဲ့ဇောင်းလေးမှာပေါ့နော်ဒီလိုလေးတက်သွားမယ်။ ဒီလိုလေးတက်သွားမယ်ဆိုရင်ကျွန်တော်ဒီမှာက၃ည၃ညဆိုတော့တွေ့တယ်ပေါ့နော်တပင်ချားမှာပေါ့နော်တပင်ချားမှာကျွန်တော်တို့၃ည၃ညတွေ့တယ်ဆိုရင်ကျွန်တော်ဒီ၃ည၃ညကိုထပ်ပြီးတော့ယူမယ်နော်ဒီ၃ည၃ညပြီးရင်သူ့ရဲ့နောက်ကကျွန်တော်တို့ခွန်နော်၄၃ဆိုတော့ဖုံးကျင်တဲ့ဘက်ခွန်ပေါ့နော်ဓုံးတဲ့တိုင်းမှာကျွန်တော်တို့ရှေ့ကပါဝါနောက်ကကျွန်တော်တို့နက်ခနဲ့ဒီမှာလဲကြည့်မယ်ပေါ့နော်โอเคဒီမှာ token နဲ့ကျွန်တော်မကြည့်ရသေးဘူး၃၈၈ เนาะโอเคဒီမှာ3ည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 ပေါင်းခြင်းနံပါတ်3ည3ညပါဝါသည်နံပါတ်5ဖြစ်တယ်4 3ပေါင်းခြင်းနံပါတ်9 9နှခတ်သည်ဘာဖြစ်မလဲ3ညเนาะဒါဆိုရင်ဒီမှာလဲကျွန်တော်တို့ကဏ္ဍထက်သည်3ညနှလုံးပါတယ်เนาะဒါဆိုရင်900နဲ့90เนาะ950ဒီအပြီးပေါ့ဘယ်မှာသွားပေါ့မလဲကျွန်တော်တို့တပင်း2ပင်း3ပင်းเนาะ3ပင်းရဲ့နောက်မှာကျွန်တော်တို့4ပင်းမြောက်မှာဒီမှာ 950ဆိုပြီးတော့ဒီမှာเนาะတိုက်ရိုက်လေးကြာပြထားတယ်ကျွန်တော်တို့ပင်ရင်လေးတွေကအတူတူပဲဖြစ်တယ်ပေါ့เนาะဒီမှာเนาะ โอเคဒီမှာဗာကြာလဲ950เนาะ950 950ဆိုတော့ဒါလေးပေါ့เนาะโอเคထပ်ပြီးတော့ထပ်ပြီးတော့တက်ပါမယ်တပင်ဒီချားပြီးတော့ပေါ့เนาะဒီလိုဇောင်းလေးနဲ့ဒီလိုလေးတက်သွားမယ်ပေါ့เนาะကျွန်တော်တို့โอเคဟုတ်ပြီเนาะဒါဆိုရင်ဒီဇောင်းကကျွန်တော်တို့ဒီမှာ3နှစ်ဆိုတော့ကနေ နော်ပြီးရင်ဒီနောက်ကကျွန်တော်တို့ခွန်6ဆိုတဲ့ကဏ္ဍနော်ဒီလိုလေးကျွန်တော်တို့စက်တက်လိုက်မယ်နော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာ3နှစ်နော်ပေါင်းခြင်းနံပါတ်ဒီဘာဖြစ်မလဲ5ဖြစ်ပဲ5ပါဝါဒီ3ညနော်ဒီမှာခွန်6ပေါင်းခြင်းနံပါတ်ဒီ3 3နှစ်ခတ်ဒီဘာဖြစ်မလဲ5ဖြစ်မယ်နော်ဒီမှာလဲကျွန်တော်တို့ကဏ္ဍတက်ဒီတလုံးပါတယ်9 9ဆိုပြီးတော့ကျွန်တော်တို့ ပါပေးထားတယ်ပေါ့နော်။ငါးငါးဆိုပြီးတော့ကျွန်တော်တို့ပါပေးထားတယ်။ဒီပင်ဒီကျွန်တော်တို့ဘယ်ပင်မှာသွားကြမလဲ။တပင်၊နှစ်ပင်၊သုံးပင်။သုံးပင်ပြီးရင်နောက်ကကျွန်တော်တို့တပင်မြောက်၄ပင်ပါဒီမှာ900နဲ့30ဆိုပြီးတော့ဒီလိုလေးကြပေးထားတယ်။နော်။ဒီကောင်ဒီလဲကျွန်တော်တို့ဒီလိုသွားပါမယ်။နော်။900နဲ့30ဆိုပြီးတော့နော်။900 30ဆိုပြီးတော့ဒီလိုလေးပေါ့နော်။အပီးပေါက်တွေပေါ့နော်။ ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတပင်ကိုစစ်ကြည့်မယ်ပေါ့နော်ဒီတပင်ကိုစစ်ကြည့်မယ်ဆိုတော့ဒီတပင်ချားပြီးတော့ကျွန်တော်ဒီမှာရှိနေတာဒီပါရှိလေကျွန်တော်တို့9 6ဆိုပြီးတော့ရှိတယ်ပြီးရင်ဒီမှာကပါရှိလေကျွန်တော်တို့6 6ဆိုပြီးတော့ရှိတယ်ဒီကောင်းဒီဒီလိုတက်မယ်နော်ဒီကောင်းဒီကျွန်တော်တို့ဒီလိုတက်မယ်နော်ဘယ်မှာသွားကြမလဲတပင်2ပင်3ပင်3ပင်ချားပြီးရင်ကျွန်တော်တို့4ပင်မြောက်မှာသွားပြီးတော့ကြာပြရမယ်နော်ဒီမှာသွားကြပြီမယ်ပေါ့နော် ဒီမှာတော့ကြာပြရမယ်။ဟုတ်ပြီ။ဒါဆိုရင်ဒီမှာကြည့်လိုက်ရအောင်။6ပေါင်းခြင်းနံပါတ်5เนาะ5ပါပါသည်3ညเนาะ6ပေါင်းခြင်းနံပါတ်5 4 4နှစ်ခတ်သည်2เนาะဒီမှာကတော့ကျွန်တော်တို့ကဏ္ဍထပ်မပါဘူး။ကျွန်တော်တို့5 3ည4နှစ်သည်အပီเนาะ၄လုံးအပီပေါ့ပေါ့เนาะ အာတုံညာလေးနဲ့လေးကပ်မူလေးဖြစ်ပါတယ်ဗျာနော်လေးကပ်မူလေးဖြစ်တဲ့အတွက်တငယ်ချင်းမိတ်ဆွေတို့ကလည်းကြိုက်နှစ်သိရင်ဒါယူသုံးလို့ရအောင်ကျွန်တော်ခြားပြပေးခြင်းဖြစ်ပါတယ်ဒါဒါဆိုရင်ကျွန်တော် run through လေးထပ်ပြီးတော့အစားဆုံးပြန်ရှင်းပြမယ်ပေါ့နော်ဟုတ်ပြီပထမတစ်ပင်နော်ပထမတစ်ပင်ကကျွန်တော်တို့ဒီကနေစပါမယ် နှစ်ချောက်တလေပေါ့နော်ဒီမှာပါဝါယူမယ်ဒီမှာနှက်ခတ်ယူမယ်ပေါ့နော်ကျွန်တော်တို့ရတာဒီ8 3 5ဆိုပြီးတော့ရတယ်ဘာထွက်လဲကျွန်တော်တို့3 8 8ဆိုပြီးတော့အပီးပေါက်ထွက်တယ်နော်ဒါပြီးရင်တပင်ချားမှာဒီလိုတက်သွားတယ်ပေါ့နော်ဆောင်းလိုက်တက်သွားတယ်ဆောင်းလိုက်တက်သွားတယ်3ည3ညပြီးရင်ဘာဖြစ်မလဲကျွန်တော်တို့4 3ဆိုတော့ခွန်3ည3ညဒီပေါင်းခြင်းနံပါတ်5 sorry 3ည တုံညပါဝါတိ9เนาะပြီးရင်၄၃တိခွန်ခွန်ခတ်တိတုံညเนาะဟုတ်ပြီဒီမှာကကျွန်တော်တို့ရတာဒီတုံည9ခွန်เนาะအပီပေါက်ဒါထွက်သွားလဲ950ဆိုတော့ဒီမှာလာထွက်သွားတယ်เนาะပြီးရင်ကျွန်တော်တို့ opposite တင်မဲ့3နှစ်ခွန်6ကျွန်တော်တို့ရတဲ့ကဏ္ဍနေဒီ3နှစ်က9ပါဝါတုံညခွန်6တိ3 3နှစ်က9เนาะဒီမှာ350အပီပေါက်တစ်ပင်တစ်ပင်3ပင်ချပြီးကျွန်တော်ဒီမှာထွက်သွားတာဒီ93တုံညဆိုပြီးတော့ထွက်သွားတယ်เนาะ ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီတပင်ကိုစစ်ပါမယ်ထပ်ပြီးတော့ပေါ့နော်ဒီမှာကျွန်တော်တပင်ချားမှာ66ရှိတယ်တပင်ချားမှာကျွန်တော်တို့66ဆိုပြီးတော့ရှိတယ်66ဒီပေါင်းချင်းနံပါတ်5เนาะဒီမှာ5ရှိတယ်သူပါဝါဒီ3ညပြီးရင်ကျွန်တော်တို့66ပေါင်းချင်းနံပါတ်ဒီပါဖြစ်မလဲ44နှစ်ခတ်ဒီနှစ်เนาะ โอเคဒီလိုကြောင့်53ည4နှစ်ဒီကျွန်တော်တို့အပီးပေါင်းဖြစ်တယ်เนาะအပီးပေါင်းဖြစ်တယ်ဒါမနေတော့ငါကျွန်တော်တို့တင်ခဲ့တဲ့မူပေါ့เนาะတင်ခဲ့တဲ့မူမှာ900နဲ့3ဒီကျွန်တော်တို့ဒီမှာ 1ချိန်ဆိုပြီးတော့ဒီမှာပြပေးထားတယ်เนาะ903เนาะ903အချိန်ဆိုပြီးတော့မနေတော့ငါပေါ့เนาะဒါ break တင်နေတော့သွားကိုက်ချင်မှကိုက်မယ်ပေါ့เนาะဒါပြင်မဲ့ဆစ်ဆက်လို့ရအောင်ကျွန်တော်ကချပြပေးခြင်းဖြစ်ပါတယ်เนาะ903ကျွန်တော်တို့အချိန်ဆိုတော့ဒီမှာသွားကိုက်တယ်903ညဒီနှလုံးပေါ့เนาะဒီနှလုံးနဲ့သွားကိုက်နေတယ်ဒီမှာအပြီးပေါက်ဆိုရင်ကျွန်တော်တို့904တော့လောက်အောင်เนาะ900နဲ့2တော့လောက်အောင်เนาะကျွန်တော်ဒါထိုးတင်တယ်เนาะ ဥပမာအနေနဲ့ဒါပြောပြတာပေါ့နော်ဒါမနေတော့ငါမူကမကြည့်ရသေးတဲ့တငယ်ချင်းတွေကကျွန်တော်ဒီဘက်တောက်มาပေါ့နော်ပြီးရင်ကျွန်တော်လင်းလေးထပ်ပြီးတော့တွဲပြီးသားပါမယ်အဲမူလေးနဲ့တိုက်ပြီးတော့တငယ်ချင်းမိတ်ဆွေတို့ကဒါထိုးကြည့်ပါโอเคမနေတော့ငါမူမှာကျွန်တော်ထင်တယ်902ကတော့ကျွန်တော်ပါလိမ့်မယ်ထင်တယ်ပေါ့နော်902ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ complete ပါတယ်ပေါ့နော်။ complete ပါတဲ့အတွက်ပေါ့နော်။ဒီအကောင့်ဒီကျွန်တော်တို့902ဒီဒါဆိုရင်ဒါကောင်းတဲ့ထဲမှာပါတယ်လို့ဒါပြောလို့ရတယ်ပေါ့နော်။ ဒီမူတွေရပေါ့နော်ဒီနှစ်ခုနဲ့ကျွန်တော်တို့အရာနေတော့ကဒီမူကတော့ကျွန်တော်ပြပေးသားဖြစ်တဲ့အတွက်ဝမ်းချင်ကိုတပ်ပြီးတော့မပြတော့ဘူးโอเคဒီနေ့အပြီးပေါင်းမူလေးကတော့9 3ည4နှစ်ဖြစ်ပါတယ်အလုံးမဲ့အစဉ်ပြေကံကောင်းပါစေဗျ။ channel တက်တယ်ဆိုရင် like share လေးလုပ်သွားပေးပါ။တကယ်ချင်းမိတ်ဆွေတို့ရရှိလာတဲ့ခဏလေးတွေလည်း comment လေးတွေပေးခဲ့ပါအောင်ဗျ။ bye bye ပါ